ခိရဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမကတော့ဒုခိရဲ့ဝိုင်းတော်သားတူဖြစ်တဲ့ဟိဇယ်ပဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမှာကတော့ဆရာတာတိရေးသားထားတဲ့ငရဲကူမတစီထောင်ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။ငရဲကူမတစီထောင် ဘသူကယုံမာတော့များကျုပ်ပြောလဲခမားမယုံဘူးခမားပြောလဲကျုပ်ယုံမှာမဟုတ်ဘူးဒါပေမဲ့ဒါကတကယ်ဗျတကယ်ကိုရှိတာအမှန်တိုင်းပြောရင်ကျုပ်လဲဒီအကြောင်းကိုဘယ်တော့မှသိခဲ့တာမဟုတ်ဘူးဗျကျုပ်ကိုလဲကျုပ်ရဲ့ဆရာသမားတွေကဒီအကြောင်းကိုဘယ်တော့မှပြောခဲ့တာမဟုတ်ဘူးလေဗျဟုတ်တော့လဲဟုတ်တယ်ဗျဒါတေးဆိုတဲ့ကျုပ်ကဆရာမမဟုတ်တာဆက်ဆက်ဆူဆူလှုပ်ချင်လို့သာဆရာရီနောက်ရှောက်လိုက်နေတဲ့ကောင်းလေးဗျာ ဒီတော့လေကျုပ်ကိုဆရာအစင်ဆက်လက်ဆင့်ကမ်းပြီးပညာပေးတယ်လို့တော့ဘယ်သူမှပေးချာမှာမဟုတ်ဘူးလေဗျာကျုပ်အဒီကိုရောက်သွားခဲ့တဲ့အကြောင်းရဲ့အစားကဒီလိုဗျာဗန်ပွေကုန်းကတင်းစောတို့အိမ်မှာပုံနှကတိုက်တယ်လို့ဖြစ်တာကနေစတာပေါ့ဗျာဗန်ပွေကုန်းကကျုပ်တငယ်ချင်းတင်းစောဆိုတာကျုပ်ပြောခဲ့ပူပါတယ်ကျုံနဲ့ဒီကောင်ကမျိုးချောင်းတက်တုံးကလည်းအတူတူတက်ကြတာလေဗျာဆောင်းတွင်ကြီးဗျာနဒေါ်လာပြာဒူလာသာကျုံမမှတ်မိတော့တာရွာတဲကကြောက်ခဲတို့တန်မဏိတို့မြက်ပြူးတို့အုပ်စုတွေနဲ့ ကျောက်ကဝိုင်းထဲမှာမီးလုံနေတာဗျ။နန်ယူတွေမီးရှို့လို့ပေါ့ဗျာ။ရင်းနှွေးချမ်းလေးတောက်လိုက်။ကျောက်ကြုံဘူးတာတွေဒီကောင်တွေကိုပြော့ပြလိုက်နဲ့။ဒီကောင်တွေကလည်းကျောက်ကိုနှိမ့်နှိမ့်ချွတ်ချွတ်တွေမီးကြတာပေါ့ဗျာ။ဟဲ့ကောင်တာတီးတာတီးငါပါကွာတင်းစော်ပါ။တင်းစော်ရဲ့အတန်ကြီးကဝမ်းဝါကနေပေါ်လာတာဗျ။ကျုပ်တို့ရွာတွေမှာကခမည်းတော်လိုမျိုးတွေကဓမီတိုင်နေမှာရှိတာမဟုတ်တာ။မောင်းလို့ပေါ့ဗျာ။ဟင်တင်းစော်ပါလား။ ဒီကောင်ညာကြီးမှုချို့ဘာဖြစ်လာတာတော့ကျုပ်ကတယောက်တည်းခတ်တူတူပြောလိုက်ပြီးလှန့်ခေါ်လိုက်တယ်ဟာသင်းစော်ကြီးလားလာလေကွာဝင်းခဲ့ဝင်းခဲ့ခါဟာဟာလက်ထားတယ်ဝိုင်းတကားကိုတွန်းပြီးသင်းစော်ဝင်လာတယ်ဝိုင်းနေဝင်နေဆိုရင်ကျုပ်စီကိုဒီကောင်တန့်လျှောက်လာတာဗျလာသင်းစော်ဒီချင်းတော့မှမှာပဲထိုင်ကွာငါတော့အေးတာနဲ့ကလေးတွေခေါ်ပြီးမီးလုံနေတာကွာသင်းစော်ကကျုပ်ထိုင်တဲ့အထင်းတုံးကြီးပေါ်မှာပဲကျုပ်ဘေးကိုကပ်ပြီးထိုင်လိုက်တယ် ဒီတော့မှကျုပ်ကဒီကောင်ကိုတည်တည်ချာချာကြည့်လိုက်မိတာဗျဒီကောင်တကူလုံးချွေးတွေရွှဲနေတာဗျဒီလောက်အေးတဲ့အချိန်ကြီးမှာဒီကောင်ချွေးတွေရွှဲနေတော့တင်းစောတတဲချံပြေးလာတဲ့ပုံပဲဗျတင်းစောမင်းပြေးလာတာလားဘာအရေးကြီးကြီးလို့ရုံးကွာကျုပ်ပေးလိုက်တဲ့ယူနေချမ်းပကံကိုနှကမ်းမှာတစ်ပြီးဖလူဖလူနဲ့တောက်ချလိုက်တာဗျပြီးတော့နောက်တစ်ခွက်ထပ်တောက်တယ်ဒီတော့မှဒီကောင်အမောပြေသွားပြီးကျုပ်ကိုပြောတာဗျဒါတည်းငါတို့အိမ်မှာထူးထူးဆန်းဆန်းတွေထဖြစ်နေလို့ ငါကြောက်ပြီးမင်းစီကိုတန့်ပြေလာတာကွာဟေးဘာတွေဖြစ်လို့တုန်းကွာတင်းစော်ရငါတို့အိမ်ကြီးကိုမင်းတည်တာပဲတတ်တယ်ကျွန်းတိုင်ကြီးတွေနဲ့အဘာဆောက်ထားတာပဲဟာခေါင်ကလည်းနှလုံးနဲ့ပဲဟာအေးလေဟုတ်သားပဲဗန်ပွေကုန်းမှာမင်းတို့အိမ်ကြီးကအိမ်ကောင်းစင်းဝင်တာပဲလေအေးအခုအဲ့ဒီအိမ်ကြီးကတကြီးကြီးနဲ့ရိမ့်ထိုးပြီးလှုပ်နေလို့ကွာဟေးအိမ်ကြီးကလှုပ်နေတယ်ဟုတ်လားတင်းစော်အေးဟုတ်တယ်ငါတို့အိမ်ကအရှိလဲလေကွာ အဲ့ဒါတောင်နဲ့မြောက်ကိုရိန်ထိုးလှုပ်တာကွာဟာဘလို့ဖြစ်တာတုံးကွာမတိဘူးတာဒီအိမ်နေချင်းဖိုးတီလာတို့အေးစိန်မျိုးတို့ကိုခေါ်ပြတော့လေဖိုးတီလာတို့ကဟာမလှုပ်ပါဘူးဟာဘယ်မှာလှုပ်လို့တုံးလို့ပြောတယ်ကွာဒါပေမဲ့ငါတို့အိမ်သားတွေကတော့အိမ်ကြီးလှုပ်နေတာလူတိုင်းသိတယ်ကွာဟေးဘလို့ဖြစ်တာတုံးကွာအဘနဲ့အမေကလည်းမင်းကိုချက်ချင်းသွားခေါ်လို့ပြောနေတာကွာအေးပါတင်းစော်ရငါလိုက်ခဲ့ပါမယ်ကိုကြီးတာဒီကျောင်းနဲ့တမင်းနဲ့လည်းလိုက်ခဲ့မယ် ဟာကြောက်ခဲနဲ့တမန်မီးကလည်းမကြောက်မလန့်နဲ့ကွာဒီကလေးတွေနဲ့တိန်စောကကြောက်ခဲတို့ကိုဟန်နာဗျကြောက်ခဲတို့ကလည်းဗန်ပွေကုံကလူတွေအကုန်လုံးနဲ့ခင်နာကိုဗျကိုကြီးတိန်စောကျုပ်တို့ကကိုကြီးတာတီနဲ့လိုက်နေကြပါဗျဟေးဟုတ်လားတာတီဒီကောင်နေပြောတာဟုတ်လားအေးဟုတ်တယ်ကွာတိန်စောရကြောက်ခဲနဲ့တမန်မီးကတော်တော်တော်အားကိုးရတာကွာဟာဒါဆိုလေလိုက်ခဲ့ကြပါကွာကိုကြီးတိန်စောမှမသိတာကျိုးအိမ်ပေါ်တက်ပြီး အဖနဲ့အမေကိုအကျိုးချောင်းပြောပြီးစီလွေအီယူပြီးလိုက်ခဲ့ရတာပေါ့ဗျာ။တင်းစောတို့အိမ်ဝမ်းရောက်တော့အာလုံးငိမ့်နေတာဗျ။ခွေးတောင်မဟောင်းဘူး။တင်းစောတဝိုင်းလုံးငိမ့်လို့ပါလား။ငိမ့်ဆိုအဖရောအမေရောငါ့မာရီရောဖိုးတီလာတို့ဝိုင်းနေပြေးကြပြီလေကွာ။ခွေးတွေပါပြေးကြတာကွာတာတေးရ။ကျုပ်တို့ဝိုင်းနေဝင်ပြီးအိမ်ကြီးပေါ်တက်ခဲ့တယ်။မီးမုတ်ထားတဲ့လာတာမှန်အင်ကိုမီးခတ်ပြီးမီးပြန်ထွန်းလိုက်တယ်။အင်ကြီးထဲမှာလင်းသွားတာပေါ့ဗျာ။ဟာလှုပ်ပြီးဟေ့။ တာတီတွေ့လားလှုပ်ပြီလှုပ်ပြီဟာဟုတ်တယ်ဗျတင်းစော်ပြောတဲ့အတိုင်းအင်ကြီးကတောင်မြောက်ရင်ထိုးပြီးလှုပ်တာဗျကြောက်ခဲနဲ့တမဏိတောင်လန့်ပြီးထိုင်ချလိုက်တယ်ကျိုးလေးစီလွယ်အီထဲကမြက်ကွင်းစည်းကိုထုတ်ယူပြီးတင်းစော်ကိုကြောက်ပြန်မှာသွေးလိုက်တယ်မြက်ကွင်းစည်းကွင်းပြီးတာနဲ့ကျုပ်ကပရင်ပေါက်ကနေအပြင်ကိုကြည့်တယ်ဘာမှမတွေ့ဘူးဗျအင်ကြီးရဲ့တောင်ဘက်မြောက်ဘက်အရှိဘက်အနောက်ဘက်စုံအောင်ကြည့်တယ်ဘာမှမတွေ့ရဘူးကျိုးလေးအတွေ့နေနေကြက်သွားတယ် အိမ်ကြီးကတော့လှုပ်လာပြီပြို့ကျုပ်လည်းအိမ်ပေါ်ကဆင်းပြီးဝိုင်းထဲမှာရှောက်ကြည့်တယ်ဘာမှမတွေ့ဘူးဗျအိမ်ကိုတပတ်ပတ်ကြည့်တယ်ကျုပ်နောက်ကတင်းစုံနဲ့ကြောက်ခဲတို့နှစ်ယောက်ကထက်ချက်မကွာပါလာတာပေါ့ဗျာအိမ်ကြီးကလှုပ်နေတာပဲဗျကျုပ်လည်းအကြံအိုက်နေပြီးကျုပ်ဝိုင်းပေါက်ကိုရှောက်လာတယ်ကျုပ်တစ်ပင်ကြီးတွေကိုမော့ကြည့်ပြီးစဉ်းစားတယ်အဲ့ဒီမှာတင်းရဲ့ပင်ကြီးတစ်ပင်ကတော်တော်ကိုမြင်တာဗျကျုပ်စိတ်ထဲမှာဝိုင်းကြီးတစ်ခုလုံးကိုအပေါ်စီးကနေကြည့်ကျင်စိတ်ဖြစ်လာတယ်လာရောင်ဝါဝါလေးရဲ့အကူအညီကိုယူပြီး ကျုပ်တည့်ပင်ကြီးဘော်ကိုတက်ခဲ့တယ်။ကိုကြီးတာတည်းတတိထားအောင်နော်။ညဘက်ကြီးမမြင်မဆန်းနဲ့။အေးအေးငါတတိထားတယ်ကြောက်ခဲ။ကျုပ်ကတည့်ရခိုင်းတွေကိုတကိုင်းပြီးတကိုင်းတက်လာခဲ့တယ်။အမြင့်ဆုံးခိုင်ကြီးပေါ်မှာတည်တည်ချာချာထိုင်ပြီးဝိုင်းကြီးတစ်ခုလုံးကိုအပေါ်စီးကနေငုံကြည့်လိုက်တယ်။ပြီးတော့သိန်းစော်တို့အင်ကြီးရဲ့ခေါမိုးပေါ်ကိုကြည့်လိုက်မိတယ်။ဟာကျုပ်ပါဇာကအတန်တောင်ထွက်သွားသလားမသိပါဘူးဗျာ။ခေါမိုးပေါ်မှာကာယာကြီးခွာထိုင်နေတဲ့အကောင်ကြီးဗျာ။ နေတဲ့အကောင်ကြီးမဟုတ်ပါဘူးဗျာ။ကောင်ကြီးကစိတ်ဝင်ပုတ်လောက်တော့ရှိမယ်ဗျ။ကိုလုံးကြီးကယာဝင် ပုတ်လောက်ရှိမယ်။ကျုပ်ပြောတဲ့ပုတ်ဆိုတာစဘာထဲတဲ့ပုတ်ကိုပြောတာလေဗျာ။အောင်မလေးဗျာ။ခြေတော်ကြီးတွေကတက်ပင်ပင်စီလောက်ကြီးတွေဗျာ။အမွေးမြင်တော့မရှိဘူး။စင်ကြီးတွေရဲ့အည်လိုမျိုးမဲမဲတွန့်တွန့်ကြီးဗျာ။မြောက်ဖက်ကိုလှန့်ကြည့်နေတာဗျ။မျိုးလုံးကြီးတွေကဟင်းတောက်ပကံကြီးတွေလောက်ရှိတာဗျ။หนีแยกပြီးအပြင်ကိုပြုတ်ထွက်နေတာဗျာ။ ဒါပါကြီးတို့ဆိုတာကြုံတွေ့နေတာတစီလားတပတ်ကြီးလားနရွက်ကတော့တိတ်အကြီးကြီးမဟုတ်ဘူးကျုပ်တို့ခမရတို့အိမ်မှာခတ်တဲ့ဆလူရက်တောင်ကြီးလောက်ပဲရှိတာဗျလက်ဆတ်တော့တလူကိုခေါင်းမိုးမှာကာယာကြီးထိုင်းနေတဲ့အကောင်ကြီးကကိုလုံးကိုရှေတိုးနောက်ငင်းနဲ့လှုပ်နေတာဗျဒါကြောင့်တင်းစော်တို့အိမ်ကြီးကတောင်ထဲမြောက်ကိုရင်ထိုးနေတာကိုဟောဟောငြိမ်သွားပြန်ပြီအိမ်ကြီးလည်းငြိမ်သွားရောဗျဟောလှုပ်ပြန်ပြီလှုပ်ပြန်ပြီ ကိုလုံးကြီးကိုရှေ့တို့နောက်ငင်နဲ့ရိမ့်ထိုးနေပြန်ပြီပေါ့သူရိမ့်ထိုးတိုင်းအိမ်ကြီးကရိမ့်နေတာပေါ့ဗျာကျုပ်လဲတရက်ပင်ကြီးဘောကတည်တည်ချာချာကင်ပြီးဆင်းလာခဲ့တယ်ကိုကြီးတာတေးဘာတွေ့တုံးဗျကျောက်ခဲကကျုပ်နားကိုကတ်လာပြီးခတ်အုပ်မေးတာဗျသင်းစော်လဲကျုပ်နားကိုကတ်လာတယ်ဒါတေးမြင်ခဲ့လားအေးငါမြင်ခဲ့တယ်သင်းစော် နေတဲ့အကောင်ကြီးမဟုတ်ဘူးကွာမင်းတို့အိမ်ခေါင်းမှုပေါ်မှာကာယာကြီးခွာထိုင်နေတာအဲ့ဒီအကောင်ကြီးကရှီတို့နောက်ငင်ထထားပြီးရိန်ထိုးနေတာဟိ ါကြောင့်မင်းတို့အင်ကြီးရင်ထူနေတာဟေးဒါဆိုရင်ဘလို့လုံးမလုံးတာတည်းသိန်းစောငါကဆရာမမဟုတ်တာငါဘလို့လုတ်တက်မှာတော့ဒါပေမဲ့မင်းမပူပါနဲ့ကွာငါမဖဲဝါကိုမနေ့ပြန်ညမှာတည်တည်ချာချာပင့်ပြီးမေးပေးပါမယ်ဟေးမနေ့ပြန်ညမှာမေးမှာဟုတ်လားတာတည်းဒါဆိုရင်ဒီကောင်ကြီးကငါတို့အိမ်ပေါ်မှာဒီတိုင်းရှိနေမှာပေါ့ဟုတ်လားမတော်ရွာထဲဝင်ပြီးဒုက္ခပေးမှဖြစ်ကွာတငယ်ချင်းတာတီမင်းမဖဲဝါဟိုဒီညပဲပြင်မာလာကွာ ဘာတွေလို့လဲပြော့တာတည်းရငါချက်ချင်းစီစဉ်ပေးမယ်ဟင်ဒါဆိုရင်မင်းလက်ကနာရီကိုကြည်စမ်းသိမ်းစောအခုမှ၈နာရီပဲရှိသေးတာကွာတာတည်းရအေးဒါဆိုရင်တော့မိပါသေးတယ်ချက်တကောင်ချက်စံတစ်ခွက်ထမင်းချက်ကွာဖြစ်မလားအိုးတိတ်ဖြစ်တာပေါ့ကွာလာတာတည်းဘူးတီလာတို့ဝိုင်းကိုသွားမယ်ကျို့တူဘူးတီလာနဲ့အရေးစိန်ညိုတို့အိမ်ကိုရောက်တော့သိမ်းစောကအကျိုးချောင်းအားလုံးပြောပြတယ်ဟာဒါဆိုရင်အချိန်မဆိုင်နဲ့လေကွာ တင်းစော်တို့ဝိုင်းနောက်မှာသွားပြီးကြက်တကောင်ဖမ်းပြီးလှုပ်လိုက်လေအတန်မမြင်စေနဲ့နော်ဟဲ့စိန်ညိုနင်ကစံတစ်ခွက်ကပြားကရချက်စမ်းသမီးမဲတင်နဲ့မယင်ကမိကပြားကရမိမွေးတဲ့လူကမွေးငရုတ်သီးတစုံကိုထောင်းတဲ့လူကထောင်းမိဖို့ကိုနှစ်ဖို့ခွဲပြီးမွေးစမ်းသမင်းချက်တုံးတစ်ပြိုင်နဲ့ဟင်းမှချက်ရမယ်မြန်လိုက်တဲ့ဖူးတီလားဗျတနားရီလောက်ကြတော့ကျုပ်ကိုထမင်းတောင်းပြင်ပေးပြီးပြီဗျဗန်ပွေကုန်းတင်ချိုင်းကိုသွားဖို့ကျုပ်ပြင်ရတော့တာပေါ့ဗျတင်းစော်ကိုစောင့်နေတာဗျဒီကောင်က နက်ကတော့တော့ခေါ်တယ်။တိုက်ဆိုင်လိုက်တာဗျ။မီးလောင်ကုန်းကဒေါ်ထွန်းကဒီညပန်ပွေကုန်းမှာအိတ်တယ်ဆိုပဲ။မနေ့ပြန်မှရွာတောင်ပိုင်းကအိတ်တဲအိမ်မှာနက်တင်ပေးဖို့တဲ့ဗျ။ဟောတင်းစော်လာပြီဗျ။ဟာတင်းစော်နောက်မှာဒေါ်ထွန်းလေးပါလာတာကိုနေရာကြပြီပေါ့ဗျာ။ကျုပ်တို့အုပ်စုပန်ပွေကုန်းတင်ချိုင်းကိုချီတက်ကြတာပေါ့ဗျာ။ပန်ပွေကုန်းတင်ချိုင်းထဲရောက်တော့ခက်ကြက်ကြဲဂူတလုံးကိုရှာရတယ်။ပြီးတော့အဲ့ဒီဂူကြီးပေါ်မှာမပြောဘဲခင်ပြီးမဖဲဝအတွက်စပွဲကိုပြင်လိုက်တယ်။ ရေတခွက်လဲဖလားနဲ့ချပေးထားတယ်။ဂူပေါ်မှာဖျောင်းနေတဲ့တိုင်းထွန်ပြီးကျုပ်ကမဖွဲဝါကိုပင့်လိုက်တယ်။အကြီးတော်စိန်ညိုချက်ပေးလိုက်တဲ့ကြက်သားဟင်းနှံကမွေးချိန်ပြီးထွက်လာတာပြို့။ကျုပ်မဖွဲဝါကိုစိတ်ညွတ်ပြီးတေချာပင့်နေ။အရှိနေထွက် အနောက်နေဝင် တောင်တငါကုံမြောက်ဒူဝင်အတွင်ရောက်ရာအရက်ရှိရာအရက်ကနေ မြန်မကြာလှမ်းကကြွခဲ့ပါ။တင်ချိုင်းရှင်မမဖွဲဝါဗျာ။ထနောင်ကုံကကျုပ်တာတီပင့်ဖိတ်ပါတယ်။ဒေါ်ထွန်းက ဒီအလုပ်ကိုကျုံနဲ့လုပ်နေကြဆိုတော့ပြောစရာမလိုဘူးပေါ့ဗျာ။ဂူရှိမှသပင်ဖြေချပြီးကျုံညုံကလေးထိုင်နေတယ်။လက်အုပ်ကလေးခြီလို့ပေါ့ဗျာ။ဟောမဖဲဝါရောက်လာပြီဗျို့။ဒေါ်ထွန်းကခြေတွေလက်တွေကိုယ်ကောက်ပြီးတဟီဟီနဲ့ဩနေတယ်။ဟောမတက်ထားရပြီဗျို့။ဟောခုံပြီ။ဒေါ်ထွန်းခုံပြီဗျို့။ဒေါ်ထွန်းလှော်ကနေထခုံလိုက်တာ။ ဖက်ရွက်ကလေးလွင့်သွားသလိုပါပဲဗျာဟောမဖဲဝါစားပြီဗျစားပြီထမင်းရောဟင်းရောကို အားရပါးရစားတာဗျထမင်းစားရင်လည်းကြုတ်ကိုကြည့်တယ်ကြုတ်တည်တာပေါ့မဖဲဝါကြုတ်ကိုမေးပြီလေဗျာကြုံမဖဲဝါကိုပြော့ပြလိုက်တယ်မဖဲဝါဗန်ပွေကုန်းမှာအင်ကြီးတအင်ရဲ့ခေါင်းမိုးပေါ်မှာအကောင်ကြီးတကောင်ရောက်နေတယ်ဗျတစီကြီးလားတပတ်ကြီးလားတော့ကြုံမသိဘူးစင်ကြီးတကောင်ရဲ့အရေကုန်လုံးမဲမဲကြီးဗျဟင်ဟုတ်လားတာတီး ဟာဒီကောင်ကြီးတစီထောင်က ထွက်ပြေးလာတာပါလားဒီကောင်ကအင်းဝါခေကလေးကကောင်ကြီးတိတ်ဆိုးလွန်းလို့ထောင်ချထားတာဗျာတစီတွေကိုထောင်ချလို့ရသလားဗျတစီထောင်ဆိုတာဘယ်မှာရှိတာလဲမဖဲဝါရှိတယ်ငရဲကူထဲမှာတစီထောင်ရှိတယ်နင်ကြည့်ချင်ငါပို့ပေးမယ်ဗျာမကြောက်ပါနဲ့ငါခွေးကြီးနဲ့ကြော်ကိုနင်စီပြီးလိုက်သွားနဲ့ကြော်နင့်ကိုလိုက်ပို့လိမ့်မယ် အခုနင်းပြန်တော့အင်းဝတစီကြီးကိုငါပြန်ဖန်ခန်းလိုက်မယ်ဒီကောင်ကြီးကိုလှွတ်ထိုင်းပန်ပွေကုံသားတွေဦးတွေအသေးတွေနှုတ်စာခံရလိမ့်မယ်ဟာမပေးဝါကဒေါ်ထွန်းကိုစီပီးပြောတာဆိုတော့သိန်းစုံတို့ကြောက်ခဲတို့လည်းကြားတာပေါ့ဗျာထမင်းရောဟင်းရောစားလို့ကုန်တော့မပေးဝါထွက်သွားရောဗျကျုံနဲ့သိန်းစုံလည်းခွေခောက်လဲနေတဲ့ဒေါ်ထွန်းကိုပြေးပွေပြီးတတိယအောင်လောက်ကြရတာပေါ့ဗျာကျုပ်တို့ပန်ပွေကုံကိုပြန်ရောက်တော့ ကျုပ်သိန်းစော်တို့ဝိုင်းထဲကတရက်ပင်ကြီးပေါ်ကိုပြန်တက်ပြီးအိမ်ခေါင်မိုးပေါ်ကိုကြည့်လိုက်တယ်။ဟာဟိုကောင်ကြီးရှိနေတုံးပဲဗျ။စောစောကလိုပဲမြောက်ဘက်ကိုမျှော်ကြည့်နေတာဗျ။မဖဲဝါပြောသလိုဆိုရင်တော့သူနေခဲ့တဲ့အင်းဝမျိုးတော်ကြီးကိုလွမ်းဆူတန်တနေသလားတောင်မသိပါဘူးဗျ။ဟောလှုပ်ပြန်ပြီဗျ။စင်ကြီးတကောင်ထဲကြီးတဲ့သူ့ကိုယ်လုံးကြီးကိုရှည်တိုးနောင်ရင်လှုပ်ပြန်ပြီဗျ။သိန်းစော်တို့အင်းကြီးလဲတောင်ထဲမြောက်ကိုရိတ်ထိုးနေပြန်ပြီပေါ့ဗျာ။ဟာဘာသာနေတော့ဗျ။ ကျုပ်အတန်ကြားတဲ့ဘက်ကိုမော့ကြည့်လိုက်တယ်။မဲမဲအကောင်ကြီးသုံးကောင်ပြို့။ကောင်းကင်ရံမှာပြန်လာတာ။အတောင်ကြီးနှစ်ဖက်ဖြန့်ထားတာကရာတကွက်လောက်ရှိမယ်ဗျ။သုံးကောင်ဗျ။ဟောလာရောင်အောင်ကွယ်သွားပြီဗျို့။ဒီကောင်ကြီးတွေရဲ့တောင်ပန်းကြီးတွေကလာရောင်ကိုကွယ်သွားလိုက်တာ။ဘန်ပွေကုန်းတရွာလုံးမှောင်ကျသွားတာဗျို့။ဟာခေါမိုးဘော်ကအကောင်ကြီးမြင်သွားပြီဗျို့။ချက်ချင်းမတ်တက်ထရရလိုက်တာဗျာ။ ဘဇက်ကလည်းဟီ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 နဲ့အော်နေတယ်ဗျ။ဒါပေမဲ့နောက်ကျသွားပြီဗျ။ကောင်းငင်ကပြန်လာတဲ့အကောင်ကြီး၃កောင်လေးကတကောင်ကလက်ထဲကဝင်းငနေဝင်းငနေဖြစ်သွားတဲ့အရာတစ်ခုနဲ့လှန့်ပစ်လိုက်တယ်။ဟာ။သိန်းစိုးတို့အင်ကြီးရဲ့အခေါမိုးပေါ်မှာမတ်တက်ရက်နေတဲ့စင်ထက်ကြီးမဲ့အင်းဝခေကတစီကြီးကိုကျိုးတုပ်ပြီးသားဖြစ်နေပြီဗျ။တစီကြီးလှုပ်ကိုမလှုပ်နိုင်တော့ဘူးဗျ။ဒီတော့မှနောက်ကထိုးဆင်းလာတဲ့အတောင်မဲမဲကြီးတွေနဲ့တရေကြီးနှစ်កောင်ကအင်းဝတစီကြီးရဲ့လက်မောင်းကြီးတွေကို တဖက်စီမပြီးကောင်းကင်ကိုပြန်တက်သွားလေရဲ့ဗျ။စင်ကြီးတကောင်ထဲကြီးတဲ့သစီကြီးကိုဆွဲခေါ်သွားလိုက်တာများ။ခေါင်းအုံလေးတစ်လုံးကိုဆွဲသွားသလိုပို့ပို့ပါပါလေးပါသွားတာဗျ။မဖဲဝါပြောသလိုဆိုရင်တော့ငရဲကူကြီးထဲမှာရှိတဲ့သစီထောင်းကသစီဆိုးကြီးတွေကိုထိမ့်နဲ့သစီထိမ့်ကြီးတွေလိုက်ပြီးပြန်ခေါ်သွားတာဖြစ်မယ်ဗျ။ကြုံမြင်လိုက်ရတဲ့အဖြစ်အပျက်တွေကိုတရက်ပင်အောင်ရောက်တော့သိန်းစော်တို့ကြောက်ခဲတို့ကိုပြန်ပြုတ်ပြလိုက်တယ်။ဒီကောင်တွေဆိုရင်အံ့ဩလွန်းလို့ပါဇက်ဟောင်းလောင်းတွေကိုဖြစ်နေကြတာဗျ။ ကြုတ်ပြောပြတာမို့လို့သူတို့တွေကယုံနေကြတာတခြားသူတွေပြောတာဆိုလို့ကတော့နင်းနေမှာကိုယုံကြမှာမဟုတ်ဘူးဗျတိန်းစော်ကသူ့ဘာနဲ့အမေရောသူ့အမတွေကိုရောသွားခေါ်ပြီးအိမ်ပေါ်ကိုပြန်ပို့လိုက်တယ်ကျုပ်ကလည်းတိန်းစော်တို့မိသားစုကိုအလုံးရှင်းသွားပြီဆိုတာကိုတေချာပြောပြလိုက်ပါတယ်ဟောတကောင်ကြက်တောင်တုံပြီဗျကျုပ်တို့ကိုတိန်းစော်ကလိုက်ဖို့မေးပြောသေးတာဗျဟာမလိုက်နဲ့တိန်းစော်ငါကြောက်ခဲတော့နေအောင်နဲ့ပြန်မယ်မင်းနေခဲ့တော့ နောက်ရကြရင်သာဖုန်ကြီးပင်ပြီးစွန့်ကပ်ပရိတ်တွေဘာတွေနားလိုက်ကွာကျိုးအိမ်ပြန်ရောက်တော့တကောင်ကြော်ပေါ့ဗျာအိမ်မှာငိန်ထိုင်လိုက်တော့မှချမ်းမှန်တိတော်တာဗျနဂါစီဘောလေးလေးနှစ်ဖွာသုံးဖွာဖွာလိုက်ပြီးတော့ကျုပ်လည်းအိယာဝင်ခဲ့တယ်လေတွေတိုက်လိုက်တာဗျာတစ်ပင်ကြီးတွေဆိုတာရင်ထူနေတော့တာဗျကျုပ်ကတပင်လုံးဝါထိန်နေအောင်ပွင့်နဲ့စနစ်ရာသီပင်ကြီးအောင်မှာရက်နေတာဗျာဟဲ့တာတီနင်းတစီထောင်ကိုတွားကြည့်မလို့ဆိုအတန်ကြတော့မှ ျုပ်ကနောက်ကိုလှည့်ကြည့်မိတာဗျ။စနေရသည်ပင်ကြီးရဲ့ဟိုတစ်ဖက်ကနေထွက်လာတာ။ကျုံမကြမကြာတွေ့နေတဲ့ကျုပ်ရွယ်လောက်ရှိတဲ့ကောင်မလေးဗျ။ဖာယာချထားတဲ့သပင်မှာစနေရသည်ပန်းအဝဝင်လေးတစ်ဝင်ပန်ထားတယ်။ကျုပ်ကြောင့်မဆိုလို့မဖဲဝါအမြဲတမ်းဖန်ဆင်းပြတဲ့ပုံစံလေးဗျ။ကျုပ်ကဘာမှမပြောရသေးဘူးဗျ။ငေးကြည့်နေတာ။ဒါတေးနင်သွားမယ်မို့လား။ငါနဲ့ကျော်ကိုခေါ်လိုက်မယ်။ဘာမှမကြောက်နဲ့။ဟိုရောက်ရင်သာနဲ့ကျော်ပေါ်ကမစင်းနဲ့။ နှက်ကြော်နွေရဲ့နှစ်ဖက်ကိုကင်ထားတစီထောင်းဆိုတာတော်တော်လေးဝေးလာမဖဲပါဒီနေရာကိုငါတို့မပြောရအောင်နှက်ကြော်ကိုစီသွားရင်တော့ခဏလေးနဲ့ရောက်မှာပါငါနှက်ကြော်ကိုခေါ်လိုက်မယ်ဟောမဖဲဝါရဲ့ခွေးနဲ့ကြီးရောက်လာပြီဗျဦးတန်းအရှိကြီးစုံနာနဲ့မဖဲဝါဘေးမှာဘွားကနေပေါ်လာတော့တာဗျနှက်ကြော်တာတေးကိုငရဲကိုလိုက်ပို့လိုက်တာတီကတစီထောင်ကိုကြည့်ချင်လို့တဲ့နင်လိုက်ပို့လိုက် အချိန်စီရင်ပြန်ခေါ်ခဲ့ကြလား ကဲတာတီနဲ့ကြော်ကြောပေါ်တက်လိုက်ကျုပ်လည်းဘာမှမတွေ့တော့ပါဘူးမဖဲဝါရဲ့ခွေးနဲ့ကြီးကြောပေါ်ကိုတက်စီလိုက်တယ်မဖဲဝါကလက်ကုပ်တစ်ချက်တီးလိုက်တယ်ဟာခွေးနဲ့ကြီးကမြင်းကြီးတကောင်တော့ဖြစ်သွားရောဗျကျုပ်လည်းကြောက်ကြောက်နဲ့နဲ့ကြော်ကြီးရဲ့နင်းရွတ်နှစ်ဖက်ကိုကင်ထားလိုက်တယ်ခွေးနဲ့ကြီးကတစ်ချက်မှန်းဖီလိုက်ပြီးလွှာကနေခုန်ထွက်လိုက်တယ်ပြေးပြီဗျပြေးပြီနဲ့ကြော်ကြီးပြေးပြီမြေကြီးပေါ်ပြေးနေတာလား လေထဲမှာပြည်နေလားလားဆိုတော့ကိုကျုပ်သေးသေးချာချာမသိဘူးဗျကျုပ်ကောင်းကသပင်တွေဆိုတာနောက်ဘက်ကိုလွင့်နေတာဗျနားထဲမှာလေတိုးတဲ့အတန်တွေပဲကြားနေရတယ်မျက်စိဖွင့်ထားပြီးမှဘာကူမှတဲသေးကိုကွဲမြင်ရတာမဟုတ်ဘူးရေခနဲရေခနဲတွေ့လိုက်ရတာရှူတွေမြောင်းတွေတောင်ကဘာတွေတုံးနဲ့တွေကိုဖျက်ပြီးနေကြော်ကြီးပြည်နေတာဗျဟောနေကြော်ကြီးပြည်ရင်းကနေအရှင်လျှော့လိုက်ပြီဗျတောင်အမြင့်ကြီးနှလုံးကြားကနေလမ်းကလေးတစ်ခုမှာနေကြော်ပြည်နေတာဗျ ဖြည်းဖြည်းမှန်မှန်ပဲပြေးတော့တယ်။ဟာရှေ့မှာလမ်းဆုံးနေပြီ။တောင်ကြီးတလုံးကကန့်လန့်ခံပြီးပိတ်ထားတယ်။နေကျော်ကတော့ပြေးတော့မေးဗျ။တောင်ကြီးရောက်တော့လမ်းကနှစ်ခွာဗျ။ဘယ်ဘက်ကလမ်းကိုနေကျော်ကိုွေးလိုက်တယ်။ကျုပ်လဲနေကျော်ရဲ့နေရွက်နှစ်ဖက်ကိုမဖဲဝါပြောတဲ့အတိုင်းမိမိရရာစုတ်ကင်ထားတယ်။ဟောရှေ့မှာဂူပေါက်ကြီးတခုဗျ။နေကျော်ကအဲ့ဒီဂူပေါက်ကြီးကိုပြေးဝင်တယ်။အိုးမောင်ပိတ်နေပါရောလား။ကျုပ်ဖြင့်ဘာဆိုဘာမှမမြင်ရတော့ဘူးဗျ။ ဒီအမောင်ကြီးကရိုးရိုးအမောင်မဟုတ်ဘူးအမောင်ထက်ပိုတဲ့မှောင်နဲ့အမိုက်မောင်ကြီးဗျဒါပေမဲ့နက်ကြော်ကတော့အမောင်ထဲမှာတေးသေးချာချာမြင်နေရတဲ့ပုံစံပဲဗျတန့်သွားနေတော့တာဗျတစ်ချက်မှကိုမရက်ဘူးဟာလင်းပြီလင်းပြီဟိုရှိမှမီးရောင်နဲ့မြင်ပြီဗျမောင်ထဲကနေအလင်းရောင်နဲ့မြင်လိုက်ရတော့ကျုံမျက်စီတွေကျိန်သွားတာဗျမျက်စီတွေကိုခဏမိတ်ထားရတယ်လမ်းကဆုံသွားပြီရှေ့မှာလမ်းမရှိတော့ဘူးနက်ကြော်လည်းတုံငနေရက်သွားတယ်လက်ဆော့တတ်တော့ ကြုံမြင်ရတဲ့အလင်းရောင်တွေကအောက်ကနေတက်လာတဲ့အယောင်ပဲဗျ။နှစ်ကျော်ရက်လိုက်တဲ့နေရာကတောင်ကံပါးကြီးဗျ။ဂူကြီးထဲမှာမှကံပါးကြီးဖြစ်နေတာ။အောက်ကိုငုံကြည့်လိုက်တော့ဂူကြီးအကြီးကြီးဗျ။ကြောက်နံရံတွေမှာမီးတိုင်ကြီးတွေထွန်းထားတယ်။မီးတိုင်တွေကကြောက်မီးတိုင်ကြီးတွေဗျ။ဘလို့ဖြစ်လို့မီးတောက်နေတာတော့ဆိုတော့ကြုံမသိဘူး။တတိုင်၊နှစ်တိုင်၊သုံးတိုင်၊လေးတိုင်၊ငါးတိုင်။ဟာ။မီးခွက်တွေကိုကြုတ်လိုက်ရေးကြည့်တာ။တရားကြော်တယ်ဗျ။ဂူနံရံမှာလှိုင်ပေါက်တွေရှိတယ်။ တန်တကားကြီးတွေတက်လို့ဗျစင်နှကောင်စာလောက်ကိုလုံးရှိတဲ့အကောင်ကြီးတွေကလက်ထဲမှာစူးချုံနေပါတဲ့တင်းမုတ်ကြီးတွေကင်ထားတယ်ဟောရှီကနိုင်ရံမှာတက်ထားတဲ့တန်တကားကြီးကိုဆွဲပွင့်ပြီးလိုင်ကောင်ကြီးတွေကိုတင်းမုတ်ကင်ထားတဲ့အကောင်ကြီးတစ်ကောင်ဝင်သွားတယ်ဟာလိုင်ပေါက်ကတကယ်တော့လမ်းတကူပဲဗျအဲ့ဒီကြောက်သားလမ်းရဲ့ဘေးတစ်ဖက်တစ်ချက်ကနိုင်ရံမှာတန်တကားတက်ထားတဲ့အချုပ်ခန်းလိုအခန်းတွေရှိတာကိုဗျလန်းကအရှိကြီးဗျအထဲမှာအချုပ်ခန်းတွေဘယ်လောက်ရှိသလဲဆိုတာတော့ကြုံမသိဘူးဗျ ကျောက်လန်းတစ်လျှောက်မှာလဲကြောင်မီးတိုင်းနေထွန်းထားတာလင်းထိန်နေတာဗျ။ဟောအချုပ်ကန်တကားကိုဖွင့်ပြီးအထဲတွေကမဲမဲကောင်တကောင်ကိုဆွဲထုတ်လာပြီဗျ။အဒီအကောင်ကိုဆွဲခေါ်လာတဲ့အချိန်မှာနောက်ထပ်အစီကြီးနှစ်ယောက်က ပြေးလာပြီးတော့တဖက်တစ်ချက်ကညှက်ပြီးချုပ်လိုက်တယ်။ဟာကျောက်ဖြာကြီးတစ်ချက်ပေါ်ကို ခေါ်သွားပြီဗျ။ဩကျောက်ဖြာကြီးပေါ်မှာတိုင်ကြီးနဲ့တိုင်ရှိတယ်ဗျ။ကျောက်တိုင်ကြီးတွေဗျ။ဟောအခန်းထဲကထုတ်လာတဲ့အကောင်ကြီးကို ကြောက်တိုင်နဲ့တိုင်ချမှာတန်ကျိုးကြီးတွေနဲ့ခြိထားလိုက်ပြီးပြုလက်နှစ်ဖက်ရောခြေထောက်နှစ်ဖက်ရောလေးဘက်လေးပောင်တုတ်ထားတာဗျဒါဟိုကောင်ကြီးပဲဒါသင်းစော်လိုအိမ်ခေါင်မိုးပေါ်မှာထိုင်ပြီးကိုလုံးကြီးကိုရှီရိုးနောက်ရင်လုပ်နေတဲ့အကောင်ကြီးပဲကိုဒီကောင်ကြီးကိုအပြစ်ပေးတော်မှာကိုဟာစောစောကဆွဲခေါ်သွားပြီးတန်ကျိုးနဲ့ခြိထားတဲ့အကောင်ကြီးနှစ်ကောင်ကအရှိဘက်ကိုတကောင်အနောက်ဘက်ကိုတကောင်ထပ်သွားတယ်ဟာဘာကြီးတွေတွန်းလာတာတော့မတက်ကြောက်ပြားကြီးတွေဗျ ဟာကြောက်ပြားကြီးတွေမှာတန်ချုံကြီးတွေတက်လို့ဗျအောက်ကကြောက်ပြားကြီးပေါ်မှာတန်ချုံတက်ထားတဲ့မတ်တက်ကြောက်ပြားကြီးကမြုပ်ထားတာထင်တယ်ဟောကြောက်ပြားကြီးအတိုင်းတွန်းလာတာဗျချုံနှောင်ထားတဲ့တစီကြီးရဲ့ရှီကတယောက်နောက်ကတယောက်တွန်းလာဗျအနာရောက်လေးအရှိန်မြန်လာလေးဗျဟာပြေးပြီးပြန်ယူတွန်းလာဗျအာထောင်ထဲကထွက်ပြေးလာတဲ့အင်းဝတစီကြီးရဲ့ရင်ဘတ်နဲ့ကြောပင်ကိုတပြိုင်နက်ထဲတန်ချုံကြီးတွေဖောက်ဝင်သွားတာဗျ ကျော်နဲ့အရင်ကိုတပြိုင်တည်းထဲဖောက်ဝင်သွားတာဗျ။တစီကြီးရဲ့အော်တန်ကြီးကအီယာမကူထဲမှာဟိမ့်ထွက်သွားရောဗျ။ဟော၊ကြောက်ပြားကြီးတွေကိုနောက်ပြန်ဆွဲသွားပြန်ပြီဗျ။ဟော၊ရှေ့ကိုပြန်တူပြေးပြီးတွန်းလာကြပြန်ပြီ။ဟော၊ကျော်နဲ့အရင်ကိုပြန်တူညက်ပြန်ပြီဗျ။အာ။တစီကြီးရဲ့အော်တန်ကဂူကြီးထဲမှာလွှမ်းသွားပြန်ရောဗျ။ဂူကြီးကကျုပ်စိတ်အထင်ပြောရရင်ကျုပ်တို့ရွာထဏောင်းကုန်းရဲ့တန်းစော်တို့ရွာပန့်ပွေးကုန်းရဲ့ မီးလောင်ကုန်းရဲ့၃ရွာပေါင်းထားတာလောက်ကျဲမဲထက်နေဒီကူကြီးကိုမဖဲဝါကတော့ငရဲကူလို့ပြောတယ်ဗျတစီထောင်ကျနေတဲ့အကောင်ပေါင်းဘလောက်ရှိပြီးတော့အဲ့ဒီတစီတွေကိုဖမ်းစီချုံနှောင်ပြီးအဖြစ်ပေးရတဲ့တစီထောင်ရဲ့ပကွက်အာနာသာတရေကြီးတွေကဘလောက်ရှိတယ်ဆိုတာကျုပ်ဘလို့မှမှန်းတမ်းမမဟုတ်ဘူးဗျအော်သန်ကြီးကြားလို့ကျုပ်လှန့်ကြည့်လိုက်တယ်ဟာနရွယ်အကြီးကြီးနဲ့အမွှေးရှည်တွေတကူလုံးဖုံးနေတဲ့သဘက်ကြီးတကောင်ကိုစောက်ထူးဆွဲထားပြီးစုခတ်တင်းပုတ်ကြီးတွေနဲ့ မဲမဲကောင်ကြီးသုံးကောင်ကမနာတမ်းရိုက်နေတာဗျဒီတပတ်ကြီးကဘာပြစ်ကျူးလွန်ထားတာတုံးဆိုတာတော့မသိဘူးပေါ့ဗျာဟာကျုပ်ကရှေ့ကိုပဲကြည့်နေတာကိုကျုပ်ရဲ့ဘေးဘက်တွင်မှလဲတစီတွေကိုပြစ်ထန်မျိုးမျိုးပေးနေတာဗျဟာဒီကောင်ကြီးကိုတော့ခြေတွေလက်တွေကျိုးနဲ့တုတ်ပြီးဝမ်လျားမှောက်ကြီးတန်ကျိုးနဲ့ဆွဲထားတာဗျတန်ကျိုးကကြောက်ဆက်သီးမှချိတ်လို့ဗျတန်ကျိုးကိုဆက်သီးနဲ့ဆွဲတင်သွားပြီးဂူအမိုးမှာတွားပြီးကတ်တော်မှဆက်သီးကျိုးကိုလုံးဝလှုပ်ချလိုက်တာဗျ ကျိုးတို့ခံထားရတဲ့သစီကချီလွတ်လွတ်လွတ်ကိုပြုတ်ကျလာတာဗျ။အောင်မာကကြောက်ဖြာကြီး။အဲ့ဒီကြောက်ဖြာကြီးမှာကကြောက်သားအချွန်တွေကစူးချွန်ကြီးတွေလိုထောင်နေတာဗျ။အချွန်ပေါင်းရာနဲ့ကိုချီးနေတာ။အဲ့ဒီကြောက်စူးချွန်ကြီးတွေပေါ်ကိုမောက်ရကြီးပြုတ်ကျလာတာလေဗျ။အော်လိုက်တဲ့အတန်ကြီးကဂူကြီးထဲမှာလွှမ်းသွားတော့တာပဲဗျို့။ကျိုးတို့ရွာ300လောက်ရှိတဲ့ဂူကြီးထဲမှာကြောက်မီးတန်ကြီးတွေထွန်းထားတာထိန်နေရောဗျို့။အဲ့ဒီမီးရောင်အောင်မှာ ပုံစံတစ်မျိုးစီအပြစ်ပေးခံရတဲ့တစေကြီးတွေရဲ့အော်တန်ကြီးတွေကလည်းသွေးပြတ်မတက်ပါပဲ။အဒီငရဲကူကြီးတဲကတစေကောင်ကြီးတွေကိုဘသူဖန်တီးသွားခဲ့တာတို့ဆိုတာကျုပ်ပြင်တွေးလို့ကိုမရတော့ပါဘူးဗျာ။ကျုံမျက်စိနဲ့မမြင်ရတဲ့ဂူကြီးရဲ့တခြားနေရာမှာရောဒီလိုအပြစ်ပေးခံရတာဘယ်လောက်များရှိနေလဲဆိုတာကျုပ်ဘလို့မှမသိနိုင်ဘူးပေါ့ဗျာ။ကျုပ်ကဒါတွေကိုမကြည့်ချင်တော့ဘူးဗျ။ဒါပေမဲ့နဲ့ကျော်ကြီးကတောင်းတောင်ကြီးရက်နေတော့ဗျ။အချိန်မစီသေးလို့ရှိမှာပေါ့ဗျာ။ကျုပ်က နေကျော်ကြီးရဲ့နေရွက်ဒီကိုနင်းနေဆွဲလို့ပြီးပြန်မှုတတိပီးတယ်။ဒီကောင်ကြီးကနင်းနေမှာကိုမလုပ်ဘူးဗျ။ကျုပ်လည်းဘာမှမတတ်နိုင်တော့ဘူးဗျ။ဒါပေမဲ့ခဏကြာတော့ဒီကောင်ကြီးလှုပ်လာတယ်။နောက်ဘက်ကိုဆက်ခနဲလှည့်လိုက်ပြီးကျုပ်တို့ဝင်လာခဲ့တဲ့အမိုက်မောင်ကြီးတဲကိုဝင်သွားရောဗျ။ကျုပ်လည်းဘာဆိုဘာမှမမြင်ရတော့ဘူးဗျ။အမိုက်မောင်ကိုတော်တော်ကြောက်အောင်ဖြတ်ပြီးတော့မှကျုပ်တို့ဝင်ခဲ့တဲ့ဂူပေါက်ကြီးကိုယောက်လာတယ်။အပြင်မှာလိုက်အောင်ဖြော့ဖြော့လေးကလင်းနေတယ်ဗျ။ဒီတော့မှကျုပ်လည်းအသက်ကိုဝဝရှူလိုက်မိတော့တာပေါ့ဗျာ။ ဟာကျုံမျက်စိမေ့ပြီးအသက်ရှူနေတုန်းရှိသေးတယ်။ငှက်အော်တန်းကြီးတွေကြားလိုက်လို့ကျုံမျက်စိဖွင့်ကြည့်လိုက်တော့ဟာလူငှက်ကြီးတွေဗျ။အတောင်မဲမဲကြီးတွေကိုဖြန့်ပြီးပြန်နေတာ။နှကောင်တောင်ပြိုစောစောကကျုပ်တို့အပင်မှာဘာမှမတွေ့ခဲ့ပေမဲ့အထွက်မှာတဲ့တဲ့ကြီးတိုးနေတာဗျ။ဟာနေကျော်ကြီးကမန်ဖီနေပြီဗျ။ကျုပ်လည်းတကူလုံးကြက်သီးတွေထပြီးဘာလို့ရမှန်းမသိတော့တာနဲ့နေကျော်ရဲ့နေရွက်ကိုပဲတင်းတင်းဆွဲဆုပ်ထားလိုက်ရတော့တာပေါ့ဗျာ။နေကျော်ကခေါင်းကြီးမော့ပြီးတစ်ချက်ဦးလိုက်တယ် ဟောပြေးပြီဗျပြေးပြီနဲ့ကြော်ပြေးပြီလွားကနေလွားကနေနေအောင်ပြေးတာဗျဟာလိုက်လာပြီဗျတစေနှက်တွေက လိုက်လာပြီအတောင်မဲမဲကြီးတို့ကိုတဖြန်းဖြန်းခတ်ပြီးတော့လိုက်လာတာဗျကျုပ်တော်ဒီတခါသွားပြီလို့တွေးလိုက်မိတာဗျဘယ်အချက်များနောက်ကနေဂုတ်လှန်ဆွဲလိုက်မလဲလို့တွေးရင်းနဲ့နဲ့ကြော်ကြီးရဲ့နရွက်တွေကိုတင်းအောင်ဆွဲထားရတာပေါ့ဗျာဟာလိုက်တော့မယ်တစေငှက်ကြီးနှကောင်တုတ်တုတ်ကိုနီးလာပြီဗျဟောနဲ့ကြော်ကပြင်းရင်နဲ့ တင်ញိုင်ကုန်ကြီးတစ်ခုကိုဖျက်ပြေးလာတယ်ဗျ။ကျုပ်ကဂူဂျိုဂူချားမှာပါလာတာပေါ့ဗျာ။ကျုပ်ကြောက်ကြောက်နဲ့နောက်ကိုလှည့်ကြည့်တယ်။မရှိတော့ဘူးဗျ။တစင်ငက်တွေနေခဲ့ပြီဗျ။တင်ញိုင်ကနှက်ကြော်တို့ပိုင်နေကိုဗျ။ဒါကြောင့်ဆက်မလိုက်တော့တာကိုဟောပြန်သွားပြီ။ပြန်သွားပြီ။လူငယ်ကြီးတွေပြန်သွားပြီဗျ။တနေရာရောက်တော့နှက်ကြော်ကြီးကကျုပ်ကိုသူ့ကိုယ်ပေါ်ကနေဆက်ခနဲခါချတယ်။ကျုပ်ပြုတ်ကြသွားရောဗျ။အသေးသေးမှအေကနေဖြစ်သွားပြီးကျုပ်អော်လိုက်မိတယ်။ ကျိုးချတော်ကိုတယောက်ယောက်ကစောင့်ဆွဲလိုက်တယ်။ဟဲ့တာဒီဘာဖြစ်တာတော့။အမေဗျာအမေကျုပ်မျက်လုံးဖွင့်ကြည့်တော့အမေကကျုပ်အိမ်ရာခြေရင်းမှာထိုင်လို့ဗျာ။အမေကျုပ်ဘယ်ပေါ်ကိုကြာသွားတာတော့။ဟဲ့တာဒီနင်ကဘယ်ပေါ်ကိုကြာရမှာတော့။နင်အိမ်ရာမှာနင်အိတ်နေတာလေ။လန့်အော်လို့ငါလာနှိုးတာ။ထိုစဉ်ဘုံကြီးเจ้าကအုံမောင်းခောက်တန်ကိုကြားလိုက်ရတယ်။အာယုံတောင်တက်နေပါရောလား။ဆရာတာဒီရည်သားထားတယ်။ ငရဲကူမတစီထောင်းဆိုတဲ့ဝတ္ထုတူလေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။နောက်ဆက်ပြီးခဲ့ကြတဲ့ဒုခရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။